တော်ဆိုတော့ဆိုပြီးနေနေကြတဲ့သူတွေကိုဘိုလိုမုတ်ကအရေးချင်းတွေထုတ်ပြလိုက်တဲ့ Anonymous MCLI ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင် Anonymous ကတော့ထားလိုက်ပါတခြင်းတပုတ်ထဲနဲ့အောင်မြင်ကြောကြားနေကြတာဖြစ်ပါတယ်ထားလိုက်ပါတခြင်းနဲ့ဝက်ဝက်ကွယ်ကလင်းလူကြီးကြမှာအောင်မြင်လာခဲ့တာပါဒါပေမဲ့အခုလက်တလုံးမှာတော့ Anonymous က interview တွေလည်းတိတ်မတွေ့ရတော့သလိုပြောင်းလူလူအခြေအနေကိုဖြစ်နေတာပါ Anonymous ကအိမ်တော်ကြီးပြဿနာတွေလည်းဖြစ်ခဲ့သေးတာမို့အောင်မြင်မှုကိုအချင်းကြီးကဟန်ထားသလိုဖြစ်နေခဲ့တာပါ။ကွာရှင်းလိုက်ပြီးရင်နောက်ပိုင်းမှာတခြင်းအစ်စ်မထွက်ပဲအင်္ဂလိပ်တခြင်းတချို့ကိုလည်းကာမာပြန်ဆိုခဲ့ပါသေးတယ်။ Rose နဲ့ APD တခြင်းကိုကာမာပြန်ဆိုတဲ့အချိန်မှာငပိတန်နဲ့တောဆိုတော်ဆိုပြီးကြေတာခံခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာတော့ Anonymous ကတခြင်းကြီးနဲ့ TikTok မှာဗီဒီယိုတွေတင်ဖြတ်တန်းနေတာပါ။ Anonymous ကသူရဲ့အမှုပညာခီလန်ကိုတဆင်းမြင့်အောင်ပညာရင်းရှာဖွေစူးစမ်းပေးနေတာပါ။လက်ချောင်းထိထားတာကြောင့်အရင်လိုတခြင်းကိုစိုးကျင်နိုင်လေစိုးလို့မရပါဘူး။ဆရာဝန်ကနားခိုင်းထားတဲ့အတွက်အချိန်ခဏနားနေရတာပါ။နားနေရတဲ့အချိန်မှာအစိုးပိုင်းနဲ့ပတ်သက်ပြီးပညာရင်းလေးလာသလိုခေတ္တတင်ရောတင်းတာတွေကိုလည်းလေးလာပါတယ်။ဒါပြင် Anonymous ကအင်္ဂလိပ်စကားပြောပိုင်းဆိုင်ရာတွေကိုလည်းလေးလာနေရပါ။အစိုးရတရားနေနဲ့ဖြတ်သန်းတော့မယ်ဆိုရင်မြန်မာစကားတစ်မျိုးတည်းကိုသာပြောတတ်နေလို့မရပါဘူး။ဘာသာစကားကျွမ်းကျင်နေမှလဲ င်လူဝင်ဆက်နဲ့နိုင်ငံကျော်အဆိုတော်တယောက်ဖြစ်မှာပါအနော်နီမတ်ကတချို့ပြည်သက်တွေကဝေဖန်တယ်လို့တောကြိုင်ဆိုတော့မဟုတ်ပေနိုင်ငံကျော်အဆိုတော်တယောက်လို့ပါဝင်ဖို့အတွက်အဖက်ဖက်ကနေပညာတွေကိုဖြည့်လို့နေတာဖြစ်ပါတယ်ပညာတွေရှာနေတဲ့အကြောင်းကိုလည်းအတိပေးလာခဲ့တာပါအနော်နီမတ်ကတငငချင်းနေတဲ့ဒူဘလော့ဂ်လေးတစ်ခုရိုက်ခဲ့ပါတယ်ဘလော့ထဲမှာအင်္ဂလိပ်လိုတက်တလောက်နေပြောနေခဲ့တာပါအနော်နီမတ်ကအင်္ဂလိပ်စကားကိုသူနားနေတဲ့လောက်တက်တလောက်ရအောင်ပြောဆိုနေခဲ့တာပါကျွမ်းကျင်အစဉ်မဟုတ်သေးပေမဲ့လည်းရတဲ့လောက်နေပြောနေတာဖြစ်ပါတယ်ဒါပြင် game okay. ူရဲ့အကောင့်ကို like follow comment ရက်ဆိုပြီးလဲအကောင့်ကိုအားပေးဖို့တိုက်တွန်းခဲ့ပါတယ် anonymous ရဲ့ bullo mode skill ကိုပရိသတ် တချို့ကတော့စာနာနေရပါ anonymous ကထားလိုက်ပါတခြင်းနဲ့အောင်မြင်လာတဲ့အချင်းကလေးကဝေဖန်မှုတွေကိုတောက်လျှောက်ရရှိနေတာပါထားလိုက်ပါတခြင်းကတော့တခြင်းဆိုပြီးလဲဆွဆွဲခံရပါတယ်ဒါပေမဲ့ကမ္ဘာကျော်ရင်းထီကိုအောင်မြင်သိဆိုနိုင်နေတာဖြစ်ပါတယ်ဒါအပြင်အရေးမချင်းမရှိရဲ့သူလိုဝေဖန်တဲ့အချင်းမှလည်းအတတ်နိုင်ဆုံးပညာတွေကိုသင်ယူနေကြတာပါဒါကြောင့်မလို့ anonymous ရဲ့ market ပရိသတ်တွေကတော့အရင်လိုတခြင်းသစ်တွေထုတ်ရင်အားပေးဖို့ အဆင့်တင်ဖြစ်လို့နေကြပါပြီ anonymous ကအောင်မြင်နေတဲ့အချိန်မှာချစ်ကိုဦးစားပေးကအိမ်အောင်ပြုမိလို့လဲနောင်တရရလုံနေပါပြီအဲ့ဒီအမှားတွေကြောင့်ပဲစိတ်ဆင်းရဲကစမ်းမိုင်လဲထိနေကြတာပါမကြခင်ဆိုရင်စိတ်သက်လူသိနဲ့သချင်းသက်တွေအများကြီးကိုချပြသွားအောင်မလို့အတိပေးထားပါတယ်လက်ရှိအချိန်ထိတော့ anonymous ကထားလိုက်ပါသချင်းရဲ့အောင်မြင်မှုကိုကြော်နိုင်တဲ့သချင်းမျိုးကိုထပ်မစိုးနိုင်သေးပါဘူးတောဆိုတော့ဆိုပြီးနှိမ်နေကြတဲ့သူတွေကိုဘိုလိုမဟုတ်ကရည်ချင်းတွေထုတ်ပြလိုက်တဲ့ anonymous ပေါ့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိ ည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။